ပတ်ဖက်များအားလုံးမင်္ဂလာပါ clock corner နဲ့ပြန်လဲကြိုဆိုလိုက်ရပါတယ်ကျွန်တော်ဒီနေ့တော့အဲဒီညအဲ super sunday မှာရှင်ပြန်ရုံသွားမယ်အကောင်းဆုံးနေရာပွဲတပွဲဖြစ်တယ်ကျွန်တော် astron villa နဲ့ကျွန်တော် totten hotspur တို့ရဲ့ပွဲလေးကိုပွဲကျုပ်သုံးသက်ချက်လေးလုပ်ပေးတော့မှာဖြစ်ပါတယ်အဲဒီဗီဒီယိုလေးမပြောခင်ကျွန်တော် youtube channel လေးကို like subscribe လုပ်ကြတဲ့ like subscribe လုပ်ပြီးအဲကူညီပေးသွားလို့ရပါတယ်โอเคအဲဆိုလို့ရင်ကျွန်တော်တို့ပွဲအကြောင်းလေးကိုကျွန်တော်အနေနဲ့သွားလိုက်ကြအောင် အဲဒီနေ့ကျွန်တော်ခုနလိုက်ကမှရှင်ပြိုင်မဲ့တော်တန်ဟော့စပိုင်ရဲ့အိမ်ခွင်းမှာတော့ကျွန်တော်တို့အက်စတရွန်ဘီလာအနေနဲ့ဝင်းဝင်းမှာတွားရအောင်ရင်ဆိုင်ကစားမယ်ဗျာအဲဒီပွဲကတော့ကျွန်တော်နှစ်ပင်းလုံးတော့တော်တော်လေးဥမှာအဲကောင်းမွန်တဲ့ဆုံတွဲမှုလို့ပြောလို့ရတယ်တစ်ဖက်ကလည်းအဲတော်တန်ဟော့စပိုင်ကလည်းနောက်ပိုင်းပွဲတွေမှာဆိုလို့ကျရင်တို့နိုင်ပွဲတွေပဲဆက်ထားတယ်ဗျာပြီးလို့ရှိရင်တို့ရှုံးပွဲတွေတိတ်မရှိဘူးတစ်ဖက်ကအက်စတရွန်ဘီလာလည်းအတူတူပဲ တို့လည်းနိုင်ပွဲတွေဆက်ထားပြီးတော့သူရှုံးဝဲတွေတိတ်မရှိတာတွေတော့ကြောင့်အဲဒီနေ့တင်းကျွန်တော်ထိတဲ့တွေ့ဆုံမှုမှာဘာတွေဘလို့ဖြစ်လာမလဲဆိုတာတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်။ Okay ဆိုလို့ရှိရင်ဒီနေ့တင်းရဲ့ကျွန်တော်တို့နောက်ဆုံးရှင်းပြထားတဲ့ငါးပွဲအကြောင်းလေးနည်းငယ်ပြောလိုက်ကြအောင်။ရင်းဦးဆုံးအနေနဲ့ကျွန်တော်တို့ Tottenham Hotspur Tottenham Hotspur အနေနဲ့ကျွန်တော်တို့နောက်ဆုံးရှင်းပြထားတဲ့ ငါးပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာပွဲတွေလဲဆိုရင်ချန်ပီယံလိပွဲတွေပါမယ်ဗျာပြီးရင်ပရီးမီးယားလိပါမယ်ကျွန်တော်နောက်ဆုံးကာတာအကက်တွေဘာတွေပါရမှာဗျာအဲဒီငါးပွဲမှာတော့တော်တန်ဟော့စ်ပါတို့အနေနဲ့ကျွန်တော်တို့ငါးပွဲကံပြီးတဲ့အချိန်မှာနှစ်ပွဲနိုင်ထားပြီးတော့သုံးပွဲထိသေးရလက်ပုံဖော်ထားနိုင်တယ်ဒါပေမဲ့အဲနောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့အဲတော်တန်ဟော့စ်ပါအနေနဲ့ သေးရလကိုကျွန်တော်ဥတီသွားတာတော်တော်လေးများတဲ့ပွဲတွေဖြစ်တယ်အထူးသဖြင့်တို့နောက်ကနေ live ပြီးတော့ကစားရတဲ့ပွဲတွေရှိတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်းအင်ငွေးမှာတို့အနေနဲ့ဆော့ဆီဂိုးတွေသွင်းပြီးတော့ပွဲကိုအမြန်ဆုံးဖြတ်ထားရင်ပို့ပြီးတော့အဆင်ပြေမယ်လို့မြင်တယ်။ဘာဖြစ်လို့လဲဆိုရင်တစ်ဖက်ကမန်ချက်စတာစီးကြီးတို့ကလည်းနိုင်ပွဲတွေရလာတယ်ဒီအတွက်ကြောင့်ဟိုအဆင့်အဲနေရာ ဘယ်လိုဖြစ်မလဲဆိုတော့ဗျာအစ်စ်နေကကျွန်တော်တို့အအပြောင်းလဲဖြစ်နေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာဒါတော်ရန်ဟော့စွားတို့အနိုင်ရန်လေးကိုပြန်လဲပုံဖော်နိုင်မယ်ဆိုလို့တင်ကျွန်တော်တို့ကောင်းမွန်တဲ့အစ်စ်နေနဲ့ကျွန်တော်တို့1 to 5 ठी လောက်ကိုပြန်လဲတက်လန်းလာနိုင်မယ်လို့တော့ကျွန်တော်ကတော့မြင်တယ် OK အဲ့ဆိုလို့တင်ကျွန်တော်တို့ဒီနေ့တင်နောက်ဆုံးရှင်းပြထားငါးပွဲတော်ရန်ဟော့စွားအနေနဲ့ကျွန်တော်နောက်ဆုံးရှင်းပြထားတဲ့ငါးပွဲမှာဆိုရင်နှစ်ပွဲနိုင်ထားပြီးတော့၃ပွဲတည်ကြတယ် တစ်ဖက်ကအက်စွန်ဘီလာအက်စွန်ဘီလာလည်းသူတို့နဲ့တိတ်မကောင်းဒါပေမဲ့အက်စွန်ဘီလာအနေနဲ့ကကျတော့သူတို့နောက်ဆုံးရှင်ပြန်ထားတဲ့၅ပွဲမှာဆို၄ပွဲထိနိုင်ထားပြီးတော့တပွဲပဲတည်ရလက်ပုတ်ဖော်ထားနိုင်တယ်ဒီအတွက်ကြောင့်အက်စွန်အက်စွန်ဘီလာရဲ့စာလို့ဆိုရင်ဗျာဒေါက်တာဟော့စ်ဘာအသင်းကြီးတွေနဲ့အဲဆုံတွေ့တယ်သူတပည့်ဆိုလို့ဆိုရင်ကျွန်တော်ချန်ပီယံလိတ်တွေမှာလည်းအသင်းကြီးအသင်းကောင်းတွေနဲ့ဆုံတွေ့ထားတယ်တစ်ဖက်ကအက်စွန်ဘီလာလည်းသူတို့အဲအသင်းကောင်းတွေတော်တော်များများနဲ့ဆုံတွေ့ထားတဲ့အတွက်ကြောင့်အဲဒီနှစ်သင်းရဲ့ထိတ်တိုက်တွေ့ဆုံမှုမှာတော့ဘယ်အသင်းကအတားရသွားမလဲ ညီကိုတွေအနေနဲ့အဲဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။ Okay အဲဆိုလို့ဆိုရင်အဲဒီနေ့သင်ရဲ့ထိတဲ့တွေ့ဆုံမှုဒီနေ့သင်မှာထိတဲ့တွေ့ဆုံမှုမှာတော့ကျွန်တော်တို့ကတော့အတော်တော်ဟော့စပါအနေနဲ့အများဆုံးလို့အတားအသီးရထားတယ်ဗျာ။သူ့အနေနဲ့16ပွဲအထိတောင်မှအဲရလက်ကိုပုံဖော်ထားနိုင်တယ်။ဒီတော့ကြောင့်ကျွန်တော်တို့16ပွဲဆိုတာတော်တော်လေးဟိုမှာကောင်းမွန်တဲ့ပုံစံလို့တော့ကျွန်တော်အမြင်နဲ့ပြီးလို့ဆိုရင်ဒီနေ့တည်းရထိတဲ့တွေ့ဆုံမှုမှာတော့သူတပွဲလောက်ပဲတေရရလက်ကိုကြာထားပြီးတော့ အစွန်ဗီလာအနေနဲ့ကတော့ကျွန်တော်ခုနှစ်ပွဲအထိကိုနိုင်ထားတယ်အဲကိန်းကနန်းနဲ့အချက်လက်တွေရဆိုလို့ဆိုရင်တော့အဲဒီနှစ်သင်းရဲ့ထိတဲ့တွေ့ဆုံမှုကတော့အဲတစ်ဖက်ကတော်တာဟော့စပါတော့တားတယ်ဗျာဒါပေမဲ့ကျွန်တော်နောက်ဆုံး၅ပွဲကိုပြန်ကြည့်လိုက်မယ်ဆိုလို့ဆိုရင်တော့အစွန်ဗီလာကတော့သူတို့အဲအနိုင်ရလက်တွေကိုပုံပေါ်ထားတာပုံပြီးတော့များတဲ့အတွက်ကြောင့်အဲဒီနေ့အဲရှင်းမြမဲ့ပွဲမှာတော့အစွန်ဗီလာတော့နည်းနည်းလေးကိုတားတယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့တော်တာဟော့စပါလည်းသူ့ရဲ့အိမ်ဝင်ဖြစ်သည့် အလျောက်ကစားသမားကောင်းတွေလည်းအများပြားရှိထားတယ်ပြီးတော့ဆိုရင်ကျွန်တော် international break ကနေပြီးတော့ပြန်လာပြီးတော့ပုံစံကောင်းတွေပြသထားနိုင်တဲ့ကစားသမားတွေရှိတဲ့အတွက်ကြောင့်ဒီနေ့ဘက်မှာအနိုင်ယူသွားဖို့ဆိုတာ Tottenham Hotspur တက်ကတော့မခက်ဘူးလို့တော့ကျွန်တော်အမြင်တယ်။ Okay Tottenham Hotspur ရဲ့ကျွန်တော်တို့အိမ်ခွင်းမှာတော့အိမ်ခွင်းမှာတော့ဟို Aston Villa အနေနဲ့နောက်ဆုံးဟိုအနိုင်ရထားတာတော့2021တုန်းကကျွန်တော်ဖြစ်တယ်ဗျာ။အတုံးကတော့1-2ဆိုပြီးတော့နိုင်ရထားရရှိထားတယ်။ဒီတစ်ခါကျွန်တော်တို့ထိုက်တဲ့တွေ့ဆုံမှုမှာရောအဲ အက်စတွန်ဗီလာအနေနဲ့တော်တန်ဟော့စပါတို့ရဲ့အင်ဂွင်းမှာအနိုင်ရလဒ်တွေပုံဖော်နိုင်မလားဆိုတော့ကျွန်တော်ညီကိုတွေနဲ့အတူစောင့်မျှော်ကြည့်ရှုပြီးတော့အပိတ်လို့ရပါတယ်။ Okay အဲဆိုလို့ရှင်ကျွန်တော်ဒီနေ့တင်းရကျွန်တော်တို့ခမန်းလိုက်နဲ့လေးကိုအရင်ဆုံးသွားလိုက်မယ်။ညုံဆုံးနေနဲ့ကျွန်တော်ဝေကွင်းမှာလာရောက်ရှင်မြန်ကစားမဲ့အက်စတွန်ဗီလာကိုကျွန်တော်အရင်ပြောမယ်။အက်စတွန်ဗီလာအနေနဲ့သူတို့ရဲ့အဓိကဂိုးသမားဖြစ်တဲ့ကျွန်တော်တို့မာရီနာပဲပွဲထွက်လာမယ်လဲမယ်လို့မြင်တယ်။ဘာတော့လဲကြောင့်လို့ဆိုရင်ကျွန်တော်တို့အာဂျင်တီးနားပွဲမှာတော့လည်းမာရီနာအနေနဲ့ကတော့ ကိုတွေတိတ်မဖမ်းအောင်ဗျာသူ့အနေနဲ့ကွင်းလက်အထီးကိုပဲလောက်အထီးကိုတက်ပြီးတော့အဲကစားသမားတွေလည်းအချိတ်ဆက်လုပ်ပြီးတော့ဂိုးတော်မှဂိုးသမားဆိုတာသူ့ကိုယ်သူမေ့နေလားမသိအဲ့လိုမျိုးချင်နေပြီးတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့မာတီးနက်ကတော့သူ့ရဲ့အဲပုံစံကောင်းတွေဆက်လက်ပြသနိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်။ငွေရဆိုလို့ရှိရင်နောက်တန်း၄ရောက်နောက်တန်း၄ရောက်နေမှာတော့တို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဒီယန်တို့ရှိမြပြီးလို့ဆိုရင်တော်ရက်ပြီးလို့ဆိုရင်ခွန်ဆာတို့ပြီးလို့ဆိုရင်ကတ်တို့ပါတို့ရှိမြဗျာ။အဲဒီကစားသမားအစုဖွဲ့တွေနဲ့ပဲတို့အဲ ော်တော်ဟောကိုရှင်းပြမယ်လို့တော့မြင်တယ်ပြီးလို့ဆိုရင်သူတို့ရဲ့ကွင်းလင်ကွင်းလင်မှာတော့သူတို့ရဲ့အဓိကကစားသမားတွေဖြစ်တယ်ပြီးလို့ဆိုရင်လူရာတို့နောက်တော့ကမရာတို့ဘူရာဂါတို့ပြီးလို့ဆိုရင်မကင်းတို့အဲ့လိုမှမဟုတ်ဘူးဆိုလို့ဆိုရင်ကျွန်တော်တို့အဲအတစ်ခေါ်ထားတဲ့ကစားသမားတွေဖြစ်တဲ့အီလီယိုတို့ဘာတို့ထည့်ပြီးတော့ဒီနေ့ဘက်မှာထည့်ပြီးတော့တုံးလာမှာဒါမှမဟုတ်ပဲနဲ့ကျွန်တော်တို့အဲဒုတိယပိုင်းကျောင်းမှာအပြောင်းလဲတွေလုပ်ပြီးတော့ရှင်းပြလာမလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်မယ်တိုက်စစ်တိုက်စစ်ကတော့သူတို့ရဲ့တိုက်စစ်မှာတော့ကျွန်တော်တို့ Oliver Kane တို့ပဲပေါ်ထွက်လာဖို့ ရှိပြီးတော့ပြီးလို့ဆိုရင်မာလင်းတို့မာလင်းဆိုလို့ဆိုရင်ဟိုနေကကျွန်တော်နေသာလန်ပွဲမှာတော့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်တဲ့အတွက်ကြောင့်အဲဒီနေ့ပွဲမှာရောတော်တော်ဟောစပါးနဲ့တွေ့တဲ့ပွဲမှာသူ့အနေနဲ့အတွင်းကိုရရန်ရအောင်ပုံဖော်ထားနိုင်မလားဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်မယ်တစ်ခါက working working လည်းထူနီးလည်းကောင်းပါကျွန်တော်အင်္ဂလန်ပွဲမှာတော့လည်းသူ့အနေနဲ့အဲအပိုင်ခွင့်ရေးတွေပါလေသူရတဲ့အချိန်မှာသူအသုံးမချနိုင်လို့ဟို ဂိုးတွေမရခဲ့တာဗျာဒီဘက်ကြောင့်လည်းကျွန်တော်တို့ Total Horse နဲ့တွေ့တဲ့ဒီနေ့ပွဲမှာတော့သူ့အနေနဲ့ twin ကိုတွေရအောင်ပုံဖော်ထားနိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရအောင် okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ Total Horse ဘာပေါ်တော့ Total Horse အနေနဲ့ကတော့သူတို့ရဲ့ကစားသမားတွေကလည်း injury ပြဿနာမှာအဲအနေအများရှိနေတဲ့တိုင်အောင်သူတို့မှလည်းတော်တော်လေးမှကောင်းမွန်တဲ့ကစားသမားတွေရှိတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာအိမ်ဝင်လည်းဖြစ်တဲ့တိုင်အောင်အဲအဆောင်ပြလာတို့အနိုင်ရအောင်ပုံဖော်ဖို့လိုတယ်။ Okay အဲ့ဆိုလို့ရှိရင်သူတို့ကျွန်တော်တို့ တော်တော်ဟော့စပါရဲ့ခမန်းလိုင်းနဲ့တော်တော်ဟော့စပါရဲ့ခမန်းလိုင်းကိုနားမှာเนาะကျွန်တော်တို့ရဲ့အဓိကကစားသမားဖြစ်တဲ့အဲဂိုးသမားဖြစ်တဲ့ဘီကာရီယိုပဲပွက်ထက်လာမယ်လို့မြင်တယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ရဲ့နောက်တန်းလေးရောက်မှာတော့ပထိုပိုရိုတို့ရှိမယ်ပြီးလို့ဆိုရင်ရိုမဲတိုတို့ရှိမယ်အဲဘန်နီဝန်တို့ဆိုလို့ရှိရင်လည်းဗျအဲနီသာလန်ပွဲမှာတော်တော်လေးဥမှာကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားပြီးတော့သူတွင်းကိုးတွေပါတယ်မပြအောင်တော်တော်လေးဥမှာအဲ ကစားထားနိုင်ရတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာအဲ့လိုမျိုးတွေခြေစွမ်းတွေကိုကျွန်တော်ထပ်ပြီးတော့မြင်ရမလားဆိုတော့ကျွန်တော်တစ်ချက်တော့ကြောက်ကြည့်ရမယ်ပြီးလို့ဆိုရင်ဥဇူကီရရှိမယ်ဗျာပြီးလို့ဆိုရင်ကွင်းလယ်မှာကျတော့အဘနန်ဂါတို့ရှိမယ်ပြီးလို့ဆိုရင်ပါလင်ဟာတို့ရှိမယ်တိုက်ဆက်တိုက်ဆက်မှာတော့သူတို့ရဲ့တိုက်ဆက်ကတော့ဒီနေ့အစုဖွဲ့မှာတော့သူတို့အပြောင်းလဲနည်းနည်းလေးရှိချင်ရှိမယ်ဘာလို့လဲဆိုရင်သူတို့မှာဒဟန်ရလူစင်းတွေလည်းရှိနေတဲ့အတွက်ကြောင့်တော့ကျွန်တော်ဒီနေ့မှာတော့ခမန်းလိုင်းနဲ့လေးမှာတော့အဲနည်းငယ်လေးထည့်သွားမယ်ဗျာပြီးလို့ဆိုရင်ခုတက်တို့ဘာလို့ရှိမယ်ဗျာ အဲနောက်တစ်ယောက်ကကျတော့ကျွန်တော်ဆိုင်မွန်ဒါပြီးဆိုင်မွန်ဆိုလို့စင်လဲဗျဟိုနယ်သာလန်ပေါ်မှာသူ့ကိုအဲပထမပွဲမှာတော့တော့တိတ်မမြင်အောင်ဗျလူစားလဲပြီးတော့ပဲမြင်ရပဲဒုတိယပွဲမှာဆိုရင်တော့အဲတင်သာလန်ပွဲမှာတော့တော့သူတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်ပြီးတော့သူ့အနေနဲ့ twin goal တွေပါရအောင်ပုံဖော်ထားနိုင်တဲ့အခြေအနေရှိခဲ့ပေမဲ့တော့ရဲ့သူ့အနေနဲ့တော့ twin goal တွေများရှိခဲ့ဗျဒီတော့ကြောင့်လဲဒီနေ့ပွဲမှာတော့သူတို့ရဲ့အိမ်ဝင်လဲဖြစ်တယ်ပြီးလို့ဆိုရင်တွေ့ရမယ့်အသင်းကလည်း အက်စတွန်ဗီလာဖြစ်တဲ့အတွင်းဖြစ်တဲ့အတွက်ကြောင့်ဒီအသင်းနှစ်သင်းထိတ်လိုက်တွေ့ဆုံမှုမှာဇာဗီဆိုင်မွန်တို့ရဲ့အတိုးလှုပ်တယ်သူရဲ့အဲတုံချင်းကြော်ဖြဲမှုတွေနဲ့သွင်းမှုတွေများရအောင်ဖန်နိုင်သွားနိုင်မှာဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်။ Okay အဲဆိုလို့ရှိရင်နောက်တစ်ယောက်နောက်တစ်ယောက်ကလည်းကျွန်တော်အိုရိုဂီပဲဟုတ်တယ်ဝီစင်အိုရိုဘက်ပဲရှိသေးတယ်။ဒီကစားသမားလည်းတော်တော်လေးမှကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်သူ့ရဲ့မျက်နှာမင်းအနေနဲ့အဲတိုက်စစ်ကိုအာဘလိုဟန်နယ်လုပ်ပြီးတော့ twin goal တွေရအောင်ပုံဖော်သွားမလဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ပြီးလို့ဆိုရင်မတိရတဲ့မတိရတဲ့မဟုတ်လို့ဆိုလို့ဆိုရင်ကျွန်တော်တို့အဲသူ့ရဲ့သူ့ရဲ့အဓိကကစားသမားဖြစ်တဲ့ richard leeson ကိုတုံးလာမှုအဲတုံးလာလို့ရတယ်ဗျာ richard leeson ကလည်းကျွန်တော်တို့ပထမပြီးမြလေးပွဲစဉ်ခုမှတော့လည်းသူ့အနေနဲ့ twin goal တွေရနိုင်မဲ့အခြေအနေတွေကနေလွတ်လွတ်လပ်လပ်ရတဲ့အတွက်ကြောင့်ဒီနေ့ပွဲတွေမှာပဲပြန်ပြီးတော့ကျွန်တော်တို့ သွင်းကိုတွေရအောင်ပုံပေါ်ထားနိုင်များဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်မယ်ကျွန်တော်တို့ဟော international brand မှာတော့လည်းအဲ rich alison တို့အနေနဲ့ကျွန်တော်တို့အဲဂျပန်ရဲ့ပွဲမှာတော့လည်းသူ့အနေနဲ့တော်တော်လေးမှကောင်းမွန်တဲ့ခြေစမ်းတွေပြသထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့အဲ့လိုမျိုးခြေစမ်းကောင်းနေတာဆက်လက်ပြသထားနိုင်မယ်ဆိုလို့ဆိုရင်အဲတော်တန်ဟော့စွားအနေနဲ့အိမ်ခွင်းမှာသူတို့အနိုင်ရဖို့ဆိုတာတိတ်ပြီးတော့မခက်ဘူးလို့တော့ကျွန်တော်အမြင်တယ်ဒါမှလည်းတစ်ဖက်ကလည်းတွေးနေတဲ့အသင်းကလည်းအက်စတရွန်ဘီလာဖြစ်တဲ့အတွက်ကြောင့်အက်စတရွန်ဘီလာရဲ့ အဲနောက်တန်းနဲ့ကွင်းလယ်လေးရဲ့လည်းတော်တော်လေးဟိုကောင်းမှန်းနေပြီးတော့ဆင်သူတို့ရဲ့တိုက်စစ်ကလည်း only win over လို့ဆိုလို့လည်းမြန်သုံးမြင့်ကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာမထင်မထားတဲ့အရာတွေဖြစ်သွားမလားအဲစောစောစီးတာပေးဖို့တယ်ပေးလိုက်ရမယ်ဆိုလို့ဆိုရင်တော့တော်တော်ဟောစွာတက်ကတော့တိတ်ပြောမလွယ်ဘူးလို့မြင်တယ်ဘာတွက်လဲကြောင်းတယ်သူတို့ကပွဲတိုင်းလို့လို့နောက်ကလိုက်ပြီးတော့ကစားနေရတဲ့အခြေအနေဖြစ်နေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာကအတင်းကြီးတင်းနဲ့ထိတ်တိုက်တွေ့ဆုံတယ်ပြီးပြီးလို့ဆိုရင်လည်းဗျာပြီးမြန်လေးက အဲတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်တဲ့ SMB လာအတင်းနဲ့ထိတဲ့တွေ့ဆုံတဲ့ပွဲမှာဒီလိုမျိုးဒါကျွန်တော်တို့အဲတွင်းမှုတွေကအရင်ဆုံးပေးလိုက်ကြမယ်ဆိုလို့ရှင်တော်တန်ဟော့စပါအနေနဲ့နောက်ကနေလိုက်ပြီးတော့ကစားဖို့ဆိုတာတော်တော်လေးမှခက်ခဲသွားပြီးတော့နိုင်ပွဲတွေကိုပြောင်းနိုင်တဲ့အခြေအနေရှိတဲ့အတွက်ကြောင့်တော်တန်ဟော့စပါအနေနဲ့ဒီနေ့ပွဲမှာမပေါ်ဆာပဲနဲ့အဲဆော်ဆော်စီတွင်းမှုတွေကိုတွင်းထားနိုင်မယ်ဆိုလို့ရှင်တော့သူတို့တက်ကတော့ကောင်းမွန်တဲ့ရလက်တွေနဲ့နိုင်သုံးမဲ့ရရသွားမယ်လို့တော့ကျွန်တော်ကမြင်တယ်ညီကိုတွေအနေနဲ့ရောဘယ်လိုမြင်ကြလဲ တို့ဒီညအရှိန်မြန်ကစားကြမယ်ဒေါက်တာဟော့စပါနဲ့အစွန်ဘီလာရဲ့အပွဲစဉ်မှာဘယ်သင်းရအနိုင်ရလက်ပုံဖော်သွားနိုင်မလဲဒါမှမဟုတ်ပဲနဲ့မထင်မှတ်ထားတဲ့ရလက်တွေနဲ့တေးရလက်တွေပေါ်သွားမလားဆိုတာဒီကိုယ်တွေအနေနဲ့ဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။ Like ကြည့်ချုပ်ပေးတဲ့ညီကိုတယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော် YouTube channel လေးကို Like and Subscribe လုပ်ကြသေးရင် Like and Subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်။ကျွန်တော်ရဲ့နောက်ဗီဒီယိုမှာပြန်လည်ဆောင်တွေ့ကြတော့ဗျာ။